ယမနီကရဲ့ငလင်ဘေးထွာကူညီမဲ့ပြောပြီးတော့တကယ်လက်တွေမှာမကူညီဘဲနဲ့အောင်လန်းအန်ဆန်းရဲ့အလူငွေတွေကလေထဲမှာပျောက်ကွယ်သွားပြီလားဆိုပြီးတော့ပြည်သက်တွေကတော့အောင်လန်းအန်ဆန်းကိုမေးခွန်းထုတ်နေကြပါပြီ။ ။ဟုတ်ပါရဲ့အောင်လအန်ဆန်ကတော့သူအရန်ကိုမှချစ်မြတ်နိုးတဲ့လက်အိတ်အလိန်ကလာနီနဲ့ထိုးခဲ့တဲ့ပွဲကလက်အိတ်ပေါ့ဗျာ။အဲ့ဒီပွဲကလူတိုင်းကသူ့ကိုရှုံးမေလို့ပြောခဲ့ကြတယ်။ဒါပေမဲ့သူကအဲ့ဒီစိန်ခေါ်မှုတွေကိုဖယ်ရှားနိုင်ခဲ့ပြီးတော့အလိန်ကလာနီကိုအနိုင်ယူနိုင်ခဲ့တယ်။ဒါကြောင့်မလို့သူ့ရဲ့ဘဝမှာတော့လူတိုင်းကဒီပွဲမှာအောင်လအန်ဆန်ကရှုံးနိုင်မယ်ဆိုပြီးတော့ခံမှန်းခဲ့ကြပါမယ်လေ။အဲ့ဒီပွဲကိုအနိုင်ရရှိခဲ့တယ်။ဒါကြောင့်ဒီလေးကိုသူကအရန်တန်မိုးထားတယ်။ဒါကြောင့်မလို့မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းဒုက္ခတွေကြားရတဲ့ကနော် ကျွန်တော်ဘလို့မှရှေ့ဆက်လို့မရတော့ဘူးဆိုတဲ့အခြေအနေမှာသူ့လိုပဲမြန်မာပြည်သူတွေပြန်လည်ယုံထားနိုင်ရမယ်ဆိုပြီးတော့ခွန်အားပေးသွားခဲ့ပြီဒီလိမ့်နဲ့ငလင်ရဲ့မြန်မာပြည်သူတွေပေါ်ရိုက်ခတ်မှုကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုသွန်အားပေးရင်ဒီလိမ့်ကို လေလံတင်ရောင်းချပြီးအောင်လအန်ဆန်ကကြံကင်းစေဒေါ်လာ6500နဲ့ခိုခဲ့လိုက်တာပဲဖြစ်ပါ ರೀ သူမှန်းထားတာကဒေါ်လာ1000ကျော်ပါ ။ဒီဘက်မှာလည်းကျွန်တော်တို့ဂျက်ရှွာဘန်ကတော့ချက်ချင်းပဲအလူငွေတွေကောက်ခံလိုက်တာဖြစ်ပြီးတော့အလူငွေဒေါ်လာ100ကျော်ရပြီးသူကိုယ်တိုင်ကလေ300ကျော်လူဒန်းခဲ့သူလေးဖြစ်ပါတယ်။ဘူရကောမှာတော့အောင်လန်အန်ဆိုင်ရဲ့နောင်ကလေးမိတွေကူညီမယ်ဆိုတဲ့အချက်ကကျော်ညာယုံကလွဲပြီးပဲအဖွဲ့စီမမရသေးဘူးအောင်လအန်ဆန်ကလည်းလှူလိုက်ပါပြီဆိုတဲ့အချက်ကိုလေလံအောင်ပါပြီဆိုတဲ့အချက်ကိုတင်လာခဲ့တာလည်းမတွေ့ရဘူးအောင်လအန်ဆန်ရင်ကလေးအလူငွေကလေထဲမှာပျောက်သွားပြီလားဆိုပြီးတော့ဝေဝံသူချုပ်ကပြောဆိုနေကြပြီလေဖြစ်ပါရီ ကျွန်တို့သိရှိရသလောက်အောင်လန့်အန်ဆန်ရဲ့လက်အိတ်လေလံကအခုတည်းတည်းမအောင်သေးဘူးလို့သိရပါတယ်။အောင်လန့်အန်ဆန်လို့သလောက်ပြိတတ်များတဲ့နော်ဖိုက်တာကြီးကလေလံမအောင်ဘူးဆိုတာကတော့တော်တော်လေးကိုစိတ်ညစ်စရာကောင်းလာပါတယ်။အောင်လန့်အန်ဆန်ကိုယ်တိုင်ကလည်းဒီလိုဖြစ်စေချင်မှာမဟုတ်ဘူးလေနော်။ဘလူးဝေးဖြစ်ဖြစ်ပါအောင်လန့်အန်ဆန်ကတော့သူ့လက်ကိုကြေးများများနဲ့ဝယ်ပြီးတော့သူကိုယ်တိုင်ကလည်းမြမငမြေငလင်ဘေးမှာများစွာကူညီဖို့အတွက်စိတ်အားထက်သန်နေစေဖြစ်ပါရဲ့ဗျာ။